ထရမ်ကကနေဒါကိုရှော့တွက်ခဲ့ပါတယ်။ဒါပေမဲ့ကနေဒါကိုကုန်သွယ်ကုန်မြင့်တင်လိုက်တဲ့အခါ သူအမားကြီးတစ်ခုလုံးမိသွားပါတယ်။သူထင်တာကကနေဒါကအနေငယ်တော့ကံကွက်မယ်ဒါမှမဟုတ်နည်းနည်းလောက်တုံ့ပြန်မယ်ပေါ့။ဒါပေမဲ့ကနေဒါကပြင်းပြင်းထန်ထန်တုံ့ပြန်လိုက်ပါတယ်။အခုဆိုရင်ကနေဒါကထရန့်လုံးဝမမျှော်လင့်ထားတဲ့အရာတစ်ခုကိုချိန်ချောင်းနေပါပြီ။အဲဒါကအမေရိကန်ရဲ့အလက်စကာကိုသွားရောက်ခွင့်မယ်။ဟုတ်ပါတယ်။ကနေဒါရဲ့ရင်းရင်းနဲ့လုံးရဲ့တစ်ခုကအလက်စကာကိုအမေရိကန်နိုင်ငံရဲ့အစိပ်အပိုင်းလို့ခံစားရတာလျှော့သွားစေနိုင်ပါတယ်။ ဒါပေမဲ့ဘလို့ကြောင့်ဒီအခြေအနေရောက်လာရတာလဲကနေဒါကဘယ်အထိလုံနိုင်မလဲဆိုတာကြည့်ရအောင်ပါ Alaska ဟာ American ရဲ့အရာမပြည်နယ်ကြီးတစ်ခုပါ Student Mine 6363268ကျဲဝင်ပြီးဒေါတောင်ထူထက်တဲ့နေရာတွေရေကဲမြေတွေ American ရဲ့အန်ဝစီယာအကောင်ဆုံးပထဝီအနေထားတွေရှိတဲ့နေရာပါနောက်ထပ်အန်ဝစီယာကောင်းတာတစ်ခုက Alaska ဟာ American ရဲ့တခြားပြည်နယ်တွေနဲ့ဂုံမြေချင်းမအပ်စက်တဲ့ ကီနယ်နှစ်ခုရေရာတစ်ခုဖြစ်ပါတယ်။အဲဒါကြောင့် Alaska ကို American ရဲ့ဝေးလံတဲ့ဆွေမျိုးတစ်ယောက်လို့ပြောလို့ရပါတယ်။ဒါပေမဲ့ Alaska ကို American ရဲ့အစိပ်ပိုင်းဖြစ်အောင်ထိန်းထားတဲ့နေရာမှာ Canada ကအရေးပါတဲ့အခန်းကဏ္ဍကပါဝင်နေပါတယ်။ အလက်စကာကနေအမေရိကန်ရဲ့တခြားပြည်နယ်တွေကိုသွားဖို့ဆိုရင်ကနေဒါကိုဖြတ်တန်းရပါမယ်။ကာလန်၊ရထာလန်ဒါမှမဟုတ်ရေလန်းကျောင်းတွေရာနေဖြတ်တန်းရတာပါ။လေရင်နဲ့သွားရင်တော့ချွင်းချက်အနေနဲ့ဖြတ်တန်းစရာမလိုပေမဲ့လေရင်အများစုကတော့ ကနေဒါရဲ့လေပိုင်နဲ့ကိုဖျက်ပြန်တန်းလိရှိပါတယ်။ဒါကြောင့်လမ်းကြောင်းလွဲပြီးသွားမယ်ဆိုရင်တော့ရပြီမယ်။ကနေဒါရဲ့အခမ်းကဏ္ဍကိုရှောင်ဖို့ဆိုတာမဖြစ်နိုင်ပါဘူး။အထူးသဖြင့်ဂုံမြေတည်ယူဖို့ဆောင်ရင်းမှာကနေဒါရဲ့အခမ်းကဏ္ဍကပို့ပြီးတော့ထင်ရှားပါတယ်။အလက်စကာနဲ့ကနေဒါဟာမိုင်ပေါင်း1538မိုင်ရှေလီယာရဲ့နယ်နိမိတ်ကို ပိုင်ဆိုင်ထားပါတယ်။ဒီနယ်နိမိတ်ကရေခဲထူထပ်တဲ့အာတိတ်သမုဒ္ဒရာကနေပစိဖိတ်သမုဒ္ဒရာအထိရှေလီယာနေပါတယ်။ အလက်စကာရဲ့အရှေ့ဘက်မှာ Yukon Territory နဲ့ British Columbia တို့ရှိနေတာဖြစ်ပါတယ်။ဒီနယ်နိမိတ်တစ်လျှောက်ဟာလူတွေကိုအန်အောစီတဲ့မြေမျက်နှာအတွင်ပြင်နေတဲ့ပြင်းထန်နေပါတယ်။ ဒီလိုနေရာမျိုးမှာဘာလို့လူတွေနေခြင်းမလဲလို့တွေးမိကြမှာပါဒါပေမဲ့လူဦးရေ9300လောက်ကဒီနေရာကိုအိမ်လို့သတ်မှတ်ထားကြပါတယ်ဒီနေနမိတ်ကိုကြည့်လိုက်ရင်တာမန်နိုင်ငံကနေနမိတ်တွေလို့သိမမြင်ရပါဘူးတချို့နေရာတွေမှာနေနမိတ်ကလုံးဝမမြင်ရပါဘူးဥပမာမောင်စိန် Alex ရဲ့ထိပ်ပိုင်းလို့ပေ18008အမြင်ရှိတဲ့နေရာမျိုးမှာပေါ့တချို့နေရာတွေမှာတော့နေနမိတ်ကအတားအဆီးတွေနဲ့ပြည့်နေနေပါတယ်ဒါကြောင့် International Boundary ်ကော်မရှင်ကကမ္ဘာအဝေးဆုံးနဲ့အခက်အခဲဆုံးမြေမျက်နှာတွင်ပြင်းတွေကိုဖျက်ဆီးပြီးနယ်နိမိတ်ကိုသတ်မှတ်ရပါတယ်။ဒီကော်မရှင်ကဒေါ်ရီတောင်တွေကိုတတုကုန်းတွေနဲ့ဖျက်ပြီးနယ်နိမိတ်သတ်မှတ်ခဲ့ပါတယ်။တချို့နေရာတွေမှာဆိုရင်နယ်နိမိတ်ကတောင်တွေရဲ့အလဲကနေဖျက်သွားပါတယ်။ဒီလိုနေရာမျိုးမှာဘယ်သူမှအခု တခုခုစောက်ဖို့စိတ်ကူးတောင်မှမကြည့်နိုင်ပါဘူး။ဒါပေမဲ့နယ်နိမိတ်မြင်းကအဲဒီမှာရှိနေတဲ့တေးသေးချာချာမှတ်သားထားပြီးတော့အရာအားလုံးအတွက်အရေးပါပါတယ်။ ကနေဒါနဲ့အလက်စကာကြားကနယ်နိမိတ်ရဲ့ဒီလိုထူးဆန်းတဲ့သဘောတရားကလမ်းကြီးရဲ့အရေးပါမှုကိုထင်ဟပ်စေပါတယ်။အလက်စကာကိုကနေဒါနဲ့ချိတ်ဆက်ပြီးတဲ့လမ်းတွေကအမေရိကန်နဲ့လည်းအတိအကချိတ်ဆက်မှုဖြစ်စေတယ်။ဒီလိုနဲ့ကနေဒါကအမေရိကန်ရဲ့ပြည်နယ်တစ်ခုကိုပြုပြင်ထိန်းချုပ်နိုင်တဲ့အခွင့်အာဏာရှိနေပါတယ်။ဒီလိုလုံနိုင်တဲ့နေရာမှာကနေဒါကသူ့ရဲ့အခန်းကဏ္ဍကိုကောင်းကောင်းသိထားပါတယ်။ဒါဆိုကနေဒါကအလက်စကာရဲ့တကားဝအဖြစ်မလုပ်နိုင်လဲဆိုတာကြည့်ရအောင်။ အခုဆိုကနေဒါကအမေရိကန်ကနေအလက်စကာကိုသွားမဲ့ကုန်တင်ကားတွေကိုဥတီလုံးဆောင်နေပါတယ်။ဒါပေမဲ့ကနေဒါတစ်ခုလုံးကအလက်စကာကိုဒီလိုချင်းချောင်းနေတာမဟုတ်ပါဘူး။အဓိကကတော့ British Columbia ပြည်နယ်ပါ။ကနေဒါရဲ့အနောက်ဘက်ခြမ်းမှာကြီးမားတဲ့ဩဇာရှိရဲ့ဒီပြည်နယ်ကအလက်စကာနဲ့မြောက်ဘက်နယ်နိမိတ်ချင်းထိစပ်နေပါတယ်။ဒါကြောင့် British Columbia က အလက်စကာနဲ့ကနေဒါရဲ့ခြံတဲ့အပိုင်းကိုချိတ်ဆက်ပြီးတဲ့အဓိကလမ်းကြောင်းဖြစ်နေပါတယ်။ British Columbia မှာရှိရင်အလက်စကာကလုံးဝ တီးတန့်ဖြစ်နေမှာပါဂုံလန်ပို့ဆောင်ရေးလမ်းကြောင်းတွေလုံးဝမရှိတော့ဘူးပေါ့အခု British Columbia ရဲ့ဝန်ကြီးချုပ် David Aber ကသူ့ရဲ့အာဏာကိုသုံးပြီးတော့ American ကုန်တင်ကားသမားတွေကိုဒီဖယ်ခြင်းခံရမှု ကိုကိုယ်တိုင်ခံစားစီဖို့စီစဉ်နေပါတယ်သူက Alaska ကိုသွားမဲ့ကုန်တင်ကားတွေကိုလမ်းအသုံးပြုက Tolls ကောက်ခံဖို့ပြင်ဆင်နေပါတယ် Toll ဆိုတာကလမ်းတွေတံတားတွေဥမင်လိုက်ကောင်းတွေကိုအသုံးပြုကုန်အဖြစ်ကိုကောက်ခံတဲ့ဈေးဖြစ်ပါတယ်။ ဒီဂျေကိုလမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးတည်ဆောက်ရေးအတွက် သုံးနာများပါတယ်။ဒါပေမဲ့ဒီကိစ္စမှာတော့နည်းနည်းကွဲပြားပါတယ်။ဒီဂျေကအမေရိကန်ရဲ့အလက်စကာကိုတွားရောက်ခွင့်ကိုကန့်သတ်ဖို့ပါ။ဒီဂျေကိုစတင်ကောက်ခံမယ်ဆိုရင်အလက်စကာကိုကုန်ပစ္စည်းတင်ဖို့ရမှာကုန်ကြမ်းစည်းတွေတိတိတသာတက်လာမယ်။ဒါကြောင့်အမေရိကန်ရဲ့တောင်ပိုင်းပြည်နယ်တွေကနေအလက်စကာကိုကုန်ပစ္စည်းပို့ဆောင်ရမှာပုံမိုစည်းကြည့်ပြီးတော့မထီရောက် တော့ပါဘူး။ဒီလိုရက်က Trend ရဲ့ကုန်သွယ်ကုန်တွေကိုတုံ့ပြန်တာဖြစ်ပါတယ်။ သူကဒါကိုရှင်းရှင်းလင်းလင်းပြောထားပါတယ် DJ တွေကိုချက်ချင်းစတင်တောက်ခံမှာမဟုတ်ပေမဲ့ဒါကသတိပေးချက်တစ်ခုပါပဲ British Columbia က American ကုန်တင်ကားသမားတွေအတွက်ဘဝကိုပိုခက်ခဲအောင်လုပ်ဖို့အသင့်ရှိနေပါတယ်။ကုန်သွယ်ရေးစစ်ပွဲဆက်ပြီးတော့ဒင်းမာလာမယ်ဆိုရင်ကနေဒါကစီးပွားရေးအရာ ထိခိုက်မှုကိုဒီအတိုင်းလက်ခံမနေပဲပြန်ပြီးတော့တုံ့ပြန်မှာပါဒီလောက်ရကငွေကြေးပြဿနာတည်းမကပါဘူးကုန်ထုတ်လုပ်မှုဆိုင်ရာပြဿနာတွေကိုပါဖြစ်စေနိုင်ပါတယ်အလက်စကာကသူ့ရဲ့ကုန်ပစ္စည်းအများစုအတွက်ဒီလန်းချောင်းကိုမိခိုးနေရတာပါဒီလန်းချောင်းမရှိရင်အလက်စကာဟာပြင်းထန်တဲ့ရှားပါးပစ္စည်းရှားပါးမှုတွေနဲ့အရင်ဆိုင်ရနိုင်ပါတယ်အထူးသဖြင့် လက်ဆက်တဲ့ဟင်းသီးဟင်းရွက်တွေနဲ့ရေနံတွေကအကြီးအကျယ်ထိခိုက်နိုင်ပါတယ်။ Alaska ပြည်နယ်စီးနှိမ်အမတ် Robert Maras ကဒါကိုထောက်ပြခဲ့ပါတယ်။သူကိုယ်တိုင်ကကုန်တင်ကားသမားဖြစ်တာကြောင့်သူပြောတဲ့အချက်တွေကိုယုံကြည်လို့ရပါတယ်။ သူက toast တွေနဲ့ဒီလိုရဲ့ရဲ့ဥတီချက်တွေကိုမင်းမြန်းခံရတဲ့အခါဒီလိုပြောခဲ့ပါတယ်။သူပြောတာကကနေဒါမှာတနေ့လုံး Alaska ကိုသွားနေတဲ့ truck ကားတွေနဲ့ပြည်နေတယ်လို့မဆိုလိုပါဘူး။တကယ်တော့ Alaska ကိုသွားတဲ့ truck ကားအသွားအလာက lower 48 pinery လောက်မများပါဘူး။ Alaska truck ကားအသင်းအဖွဲ့ရ Alaska မှာထုတ်လုပ်တဲ့ကုန်ပစ္စည်းတွေရဲ့59.8%ကိုထရက်ကားတွေနဲ့ထည့်ဆောင်ပါတယ်။ဒါကတနေ့ကို တသောင်း3180တန်မှာဒလောက်နေတာကအလက်စကာကတည်ယူဖို့ဆောင်ရေးမှာတခြားပြည်နယ်တွေလိုမလို့ဆောင်လို့ပါအလက်စကာကကုန်ပစ္စည်းတွေတည်ဖို့အတွက်လေချောင်းနဲ့ရေချောင်းတည်ယူဖို့ဆောင်ရေးကိုမိခိုပါတယ်ဒါကသူ့ရဲ့ဝေးလံခေါင်ဖျားတဲ့သဘာဝနဲ့ကုန်းချောင်းကနေသွားရောက်ဖို့ခက်ခဲတာကြောင့်ဖြစ်ပါတယ်ဒါအပြင်အလက်စကာမှာထရက်ကားရဲ့အခန်းကဏ္ဍကပို့ပြီးတော့အထူးပြုပါတယ် အမျိုးသားကားလန်းစနစ်အရအလက်စကာရဲ့ထရက်ကာကုန်စည်တည်ယူပို့ဆောင်ရေးကပင်လယ်စိတ်ကမ်းတွေနဲ့လေဆိပ်တွေကနေစမ်းမှုဇုန်တွေနဲ့စားသုံးသူတွေစီကိုကုန်ပစ္စည်းတွေတည်ယူပို့ဆောင်ဖို့ပို့ပြီးတော့အာရုံစိုက်ပါတယ် Lower 48မှာလိုကုန်ပစ္စည်းအမြောက်များကိုဝေးပြေးပြေးတာချက်ကိုပို့သေးတဲ့အခမ်းကဏ္ဍဖြစ်ပါတယ်အလက်စကာမှာအမျိုးသားကားလန်းစနစ်အတွင်သတ်မှတ်ထားတဲ့ကားလန်းမှာ 2229မိုင်ပဲရှိပါတယ်။ဒါကသူ့ရဲ့လမ်းကွန်ရက်တစ်ခုလုံးရဲ့စနစ်တကျမ600ခန်းလုံးပါပဲ။တခြားပြည်နယ်တွေလိုကုန်စည်ပို့ဆောင်ရေးမများပါဘူး။ဒါကကနေဒါရဲ့လမ်းအသုံးကဈေးတွေက အရေးကြီးပေမဲ့ တယူပို့ဆောင်ရေးရဲ့တင်းငယ်တဲ့အပိုင်းကိုပဲထိခိုက်မယ်လို့ဆိုလိုတာပါ။ဒါကဗြိတိရှ်ကိုလံဘီယာကဒီလန်အသုံးပြုကဂျေးတွေကို အကောင်အထည်ဖော်နိုင်မယ်ဆိုရင်ပေါ့။ဗြိတိရှ်ကိုလံဘီယာကဥပဒေရေးရနဲ့လက်တွေ့ဆန်တဲ့စိန်ခေါ်မှုတွေကိုကျော်လွှားရပါမယ်။ပထမဆုံးဥပဒေရေးရအပိုင်းကိုကြည့်ရအောင်အဆိုပြုထားတဲ့လမ်းအသုံးပြုကအခြေစနစ်ကအဓိကဥပဒေရေးရစိန်ခေါ်မှုတစ်ခုနဲ့ရင်ဆိုင်နေရပါတယ်။ American နဲ့ Canada ကြားလက်ရှိစာချုပ်တစ်ခုအထူးသဖြင့် အလက်စကာကားလမ်းမနဲ့ပတ်သက်တဲ့စာချုပ်ပါ အလက်စကာကားလမ်းမက1389မိုင်ရှိပြီးအလက်စကာနဲ့အမေရိကန်ရဲ့တခြားနေရာတွေကိုဆက်သွယ်ပေးတဲ့အဓိကဂုံးချောင်းလမ်းဖြစ်ပါတယ်ဒုတိယကမ္ဘာစစ်အတွင်းစစ်လမ်းကြောင်းအဖြစ်တည်ဆောက်ခဲ့တာဖြစ်ပါတယ်အခုတော့အဲ့ဒီဒေသကနေထိုင်သူတွေစစ်မှုလုပ်ငန်းတွေနဲ့ခီးသွွားတွေအတွက်အဓိကဂုံးလမ်းကြောင်းဆက်သွယ်ရေးလမ်းကြောင်းဖြစ်နေပါပြီဒီလမ်းမကရောက်အမေရိကရဲ့ဝေးလံခေါင်ဖျားပြီးကျန်တဲ့ဒေသတွေကိုဖြတ်သန်းသွားပါတယ် ရာသီဥတုနဲ့လမ်းအခြေအနေတွေကြောင့်လှပတဲ့ခီးစင်ထက်ရှင်သန်ရက်တိရေးစိန်ခေါ်မှုလို့ခန်းစားရပါတယ်။စာချုပ်အရကနေဒါကအမေရိကန်နဲ့အလက်စကာကြားကုန်စည်တည်ယူပို့ဆောင်ရေးအတွက်အသုံးပြုတဲ့ကမ်းလမ်းမစနစ်ရဲ့ဘယ်အပိုင်းကိုမဆိုအသုံးပြုကြသေးတွေတောက်ခံခွင့်မရှိပါဘူး။ဒီစာချုပ်ရဲ့အပိုင်းနှစ်မှာ ကနေဒါကကားလမ်းမအတုံးခကြီးတွေကောက်ခံခြင်းတို့မဟုတ်ရင်းတွေတို့မဟုတ်လူတွေအတွက်ဒီလမ်းတွေကိုအတုံးပြုခွင့်အတွက်အခကြီးတွေကောက်ခံခွင့်မပြုဘူးလို့ဖော်ပြထားပါတယ်။ဒါအပြင်ဒါကတိုက်ရိုက်အတုံးခကြီးတွေကိုဒါမှကတွေ့ဝိုက်တဲ့ကောက်ခံမှုတွေကိုပါတားမြစ်ထားပါတယ်။ဒါကကုန်စည်တယူပို့ဆောင်ရေးအတွက်အတုံးပြုတဲ့ကားလမ်းမပေါ်မှာအတုံးခကြီးတွေကောက်ခံခြင်းကို ထိထိရောက်တားမြစ်ထားတာလည်းဖြစ်ပါတယ်။ဒီစာချုပ်ကအလက်စကာနဲ့ မရိကန်ရဲ့တခြားနေရာတွေကိုဆက်သွယ်ပေးတဲ့အဓိကကုန်းလမ်းကြောင်းတရှောင်းမှာချုံးဝေပြီးတော့မပြတ်ကျောက်စေတဲ့တည်ယူဖို့ဆောင်ရည်ကိုလွယ်ကူချုံးဝေစေဖို့ရည်ရွယ်ပါတယ်1989ခုနှစ်သဘောတူညီချက်အရမရိကန်နဲ့ကနေဒါကအလက်စကာကမ်းလမ်းမကိုပူပေါင်းထိန်းသိမ်းမယ်လို့အမခံထားပါတယ်မရိကန်ရဲ့ပြည်လဲတိဆောက်ရေးအတွက်ငွေကြေးထောက်ပံ့မှာဖြစ်ပြီးတော့ကနေဒါကထိန်းသိမ်းမှုတွေကြီးကြပ်မှာဖြစ်ပါတယ်အတုံးကကြီးတွေထည့်မယ်ဆိုရင်တော့ဒီ သဘောတူညီချက်တွေကိုချိုးဖောက်ယုံသာမကစာချုပ်မှာဖော်ပြထားတဲ့ ပူပေါင်းထိန်းသိမ်းရေးလုပ်ငန်းတွေကိုပါရှုပ်ထွေးစေနိုင်ပါတယ်။ဒီစာချုပ်ကသတ်မှတ်ပေးထားတဲ့ဥပဒေရေးရာမူပေါင်းတွေကြောင့် AB ရဲ့အဆိုပြုထားတဲ့အတုံးခကြီးတွေကနိုင်ငံတကာသဘောတူညီချက်တွေကိုချိုးဖောက်နိုင်ပြီးဗြိတိရှ်ကိုလံဘီယာကိုတန်တမန်ရေးရာနဲ့ဥပဒေရေးရာစစ်ပွဲတစ်ခုနဲ့ရင်ဆိုင်ရစေနိုင်ပါတယ်။ဗြိတိရှ်ကိုလံဘီယာကပြန်တိုက်ဖို့ဒလောက်ဆရာထက်တန်နေတာကိုကြည့်ရင်သူတို့ရဲ့ဝင်စည်းချုပ်ကဒီစာချုပ်ကိုလှည့်ပတ်ကျော်လွှားဖို့တစုံတစ်ခုကိုလျှို့ဝှက်ရှာဖွေနေမယ်ဆိုတာမဆန်းပါဘူး။ဘာပဲဖြစ်ဖြစ် AB ်းကဘာမှမတားဆီးနိုင်တဲ့ရေမှန်ချက်တစ်ခုနဲ့လုံနေတဲ့သူပါဒီစာချုပ်တွေဒါမှမဟုတ်လက်တွေ့ဆန်တဲ့စိန်ခေါ်မှုတွေကသူ့ကိုမတားဆီးနိုင်ပါဘူးဒီလက်တွေ့ဆန်တဲ့စိန်ခေါ်မှုတွေကိုပြောရရင် ဗြိတိရှ်ကိုလံဘီယာရဲ့အစီအစဉ်တွေကလမ်းပေါ်မှာအတားဆီးတွေကြောင်းရနိုင်ပါတယ်။ပထမဆုံးအနေနဲ့ဒီနယ်မှာအလက်စကာကိုသွားတဲ့ဂါလမ်းမတွေပေါ်မှာအတုံးခကြီးကောက်တဲ့စခန်းတွေလက်ရှိမရှိသေးပါဘူး။ဒါပေမဲ့ဥပဒေရေးရအတားဆီးတွေကိုတနည်းနည်းနဲ့ကျော်လွှားနိုင်ခဲ့ရင်တောင်ဒီပညာပိုင်းဆိုင်ရာအပိုင်းကတလောက်ရိုးရိုးရှင်းရှင်းမဟုတ်ပါဘူး။ယူကွန်ရဲ့ဝန်ကြီးချုပ် Rash Pulley ပြောသလိုပဲအတုံးခကြီးစနစ်တွေကိုအကောင့်ထည့်ဖို့ဆိုရင်အသစ်တီဆောင်ရမယ်။အခြေခံအဆောက်အအုံတွေ အတုံးခကြီးကောက်တဲ့စကန်းနေဒါရီကိုလည်းပတ်ဖို့ဝန်ထမ်းနေပြီးတော့ဒါရီအားလုံးစတင်လည်းပတ်နိုင်ဖို့စီမံစည်းကမ်းအသစ်တွေလိုအပ်ပါတယ်။ ကျွန်တော်တို့လုံဆောင်ရတဲ့လုပ်ရည်တွေနဲ့ဒီဆုံးဖြတ်ချက်တွေကိုချမှတ်ဖို့ကျွန်တော်တို့မှရှိတဲ့ဥပဒေရေးရာတွေကိုကြည့်ရပါမယ်လို့ဖေလေကပြောပါတယ်။သူပြောတာကဒီကိစ္စကလွယ်လွယ်ကူကူမဟုတ်ဘူးဆိုတာကိုညွှန်းနေတယ်လို့ပါပဲ။စကားနဲ့ပြောရတာလွယ်ပေမဲ့ဒါဟုတ်အကောင့်ထဲပေါ်ဖို့စနစ်တစ်ခုတိစောက်ရတာပိုခက်ပါတယ်။ဒါပေမဲ့ Myers ကတော့ Phyllis နဲ့သဘောမတူပါဘူး။သူကအတုံးခကြီးတွေကိုသူမကြိုက်ပေမဲ့ဒီကိစ္စမှာအတုံးခကြီးကောက်တာကသိမ့်မခက်ဘူးလို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ truck ကားတွေက၄ချိန်စက္ကန့်တွေမှာဘေးကင်းရေးစစ်ဆေးမှုတွေလုပ်ဖို့ရက်နေရတာပဲလေ။ဒါကြောင့်အတုံးခကြီးကောက်တဲ့စက္ကန့်တွေထက်ထဲတာကတိတ်ပြီးတော့ခက်ခဲတဲ့ကိစ္စမဟုတ်ပါဘူးဆိုပြီးတော့သူကပြောခဲ့ပါတယ်။ဒါပေမဲ့ Myers တယောက်တည်းကဒီအတုံးခကြီးတွေကိုမကြိုက်တာမဟုတ်ပါဘူး။ Alaska Trucker အသင်းအဖွဲ့ရဲ့အမှုဆောင် Director James Benson ကလည်းဒီအဆိုပြုချက်နဲ့ပတ်သက်ပြီးတော့ပြင်းပြင်းထန်ထန်စိုးရိမ်ကြောင်းပြောထားပါတယ်။ သူမကဒီအဆိုပြုချက်ကတရုတ်ပို့ဆောင်ရေးစည်းရိမ်တွေကိုတိတိတသားမြင့်တက်စေပြီးတော့ကုန်စည်ပို့ဆောင်ရေးကွင်းဆက်တွေကိုနှောင့်ယှက်ကာအလက်စကာနေသူတွေကိုပုံမိုမီခိုနီရတဲ့အရေးကြီးကုန်ပစ္စည်းတွေရဲ့ဈေးနှုန်းတွေကို မြင့်တက်စေမယ်လို့ပြောပါတယ်။ ဘန်ဆွန်ကပြည်နယ်မူဝါဒချမှတ်သူတွေကိုအလက်စကာနဲ့ဗြိတိရှားကိုလံဘီယာအကြားကြီးမားတဲ့ဆက်ဆံရေးကိုတတိယဖို့တိုက်တွန်းထားပြီးဖက်ဒရယ်အစိုးရတွေကအကောက်ခွန်တွေကိုရှောင်ရှားနိုင်မဲ့နိလန်တစ်ခုခုရှာဖွေပေးဖို့မျှော်လင့်ထားပါတယ်။ DPR တွေကအားလုံးအပေါ်မှာတည်နေပုံရပါတယ်။ဒါပေမဲ့ DPR တွေကိုဂယုမဆိုင်တဲ့သူတွေကဘယ်သူတွေလဲဆိုတော့ကနေဒါနိုင်ငံသားတွေပါ။ရှိုကွန်ကလူတွေကိုဥပမာကြည့်ပါ သူတို့ကသူတို့ရဲ့အထုံးပြမှုအတွက်ဖန်တီးနေကြတာဖြစ်ပါတယ်ဖလေကနောက်လာမဲ့ A Trick Winter Games မှာ Alaska ကအာကစားသမားတွေကိုဝင်ခွင့်မပေးဘူးဆိုတော့စိတ်ကူးတွေအပါအဝင်လုံဆောင်ချက်အစီအစဉ်တွေကိုပြောပြနေတဲ့နေထိုင်သူတွေစီရချားရတာဖြစ်ပါတယ်။ဒါကရရင်နဲ့လို့ထင်ရင်ထင်ရမယ့်အကြံတစ်ခုပါ။ဒါပေမဲ့ Yukon ကလူတွေက Donald Trump ကိုတောင်းဝင်ခွင့်ပေးပင်ဖို့အကြံပေးနေကြတာပါ။ ဒီဆက်လက်ဖြစ်ပေါ်နေတဲ့ချင်းချောင်းမှုတွေနဲ့မရေရာမှုတွေကိုကျွန်တော်တို့သတိမခံနိုင်တော့ပါဘူး။ကျွန်တော်တို့ကကနေဒါနိုင်ငံသားတွေအတွက်ရည်တည်နေပါတယ်။အတုံးခကြီးအဆိုပြုချက်ကအခုချိန်မှာအတားဆံပေမဲ့ဒုနောက်ွယ်က message ကတော်တော်လေးရှင်းနေပါတယ်။ထိခိုက်မဲ့ truck ကအရေးအတွက်ကနေနိုင်ပေမဲ့ဒီဆိုပြုချက်ရဲ့နောက်ွယ်က message ကကြီးမားပါတယ်။ကနေဒါကစိတ်တုံနေပြီးသူရဲ့ခံယူချက်ကိုခိုင်ခိုင်မာမာယက်တီဖို့အသင့်ရှိနေပါပြီ။ ဒီတင်နာမှုတွေထိုးလာတာနဲ့အမျှကနေဒါကဘလောက်ထိတုံ့ပြန်နိုင်မလဲဆိုတာစဉ်းစားစရာဖြစ်လာပါတယ်။အလက်စကာကိုလုံးဝပိတ်ထားလိုက်နိုင်မလားဆိုတာနည်းနည်းလေးစဉ်းစားကြည့်ရအောင်။ကနေဒါကအလက်စကာကိုအမေရိကန်ရဲ့တခြားနေရာတွေနဲ့လုံးဝပိတ်ပင်ထားခြင်းရင်အဓိကသေယူပို့ဆောင်ရေးလမ်းကြောင်းတွေနဲ့ကုန်စည်ပို့ဆောင်ရေးလမ်းတွေကိုနှောင့်ယှက်ဖို့လိုပါလိမ့်မယ်။ပထမဆုံးအနေနဲ့ကုန်ကြောင်းဝင်ရောက်မှုကိုပိတ်ပင်တာပါ။ အတုံးခကြီးတွေနဲ့ပတ်သက်ပြီးကနေဒါကဒီဘက်မှာလှုပ်ရှားနေပါပြီ။ဒါပေမဲ့တကယ်ပိတ်ဆို့မှုဆိုရင်ဒီထက်ပိုပြီးတော့ပြင်းထန်တဲ့အရာတခုခုလုံးဝပါလိမ့်မယ်။ Alaska ကားလမ်းမကိုပိတ်လိုက်ကြပါ။ Alaska နဲ့ Lower 48 Pinery ဈာကတခုတည်းသောအထက်ကုန်းချောင်းဆက်သွယ်ရေးကိုဖျက်တောက်လိုက်ကြပါ။ဒီကားလမ်းမက Alaska မှာ Launcher C ကနေအစားအသောက်စက်မှုလုပ်ငန်းတွေအထိအားလုံးအတွက်အသက်သွေးကြောပါ။ဒါကြောင့်ကနေဒါကဒီလမ်းကိုပိတ်လိုက်မယ်ဆိုရင် ဘလောက်ကြီးမားတဲ့ရှုပ်ထွေးမှုတွေဖြစ်လာနိုင်မလဲစဉ်းစားကြည့်ပါဒါပေမဲ့လေကြောင်းတည်ယူပို့ဆောင်ရေးကကနေဒါလေကြောင်းထိန်းသိမ်းရေးဌာနနဲ့ညှိနှိုင်းမှုတွေအပေါ်အများကြီးမိခိုနေပါတယ်အမေရိကန်နဲ့ကနေဒါလေကြောင်းအာဏာပိုင်တွေကြားချုံ့မွေးတဲ့ပူးပေါင်းဆောင်ရွက်မှုကလေယာဉ်တွေကိုထိရောက်မြန်ဆန်စွာပြန်တန်းစီပါတယ်ကနေဒါကဒီစနစ်ကိုနှောင့်ယှက်လိုက်မယ်ဆိုရင်လေယာဉ်နောက်နေမှုတွေဖြစ်လာမှာပါဒါပေမဲ့ ဘာမှကြီးကြီးမားမားမဖြစ်ပါဘူး။တကယ်တော့ရှမ်းမူကအရေးပေါ်လျင်စဉ်သက်မှုတွေမှာဖြစ်လာနိုင်ပါတယ်။အလက်စကာကိုသွားတဲ့ဒါမှမဟုတ်အလက်စကာနေပြန်လာတဲ့လေယာဉ်တွေကအရေးပေါ်အခြေအနေမှာကနေဒါမှာစဉ်သက်ဖို့လိုအပ်လာနိုင်ပါတယ်။ဒီနေရာမှာပူးပေါင်းဆောင်ရွက်မှုကအရေးကြီးပါတယ်။ဒါပေမဲ့ဒါရီက ယာယီအခက်အခဲတွေပါပဲ။ယာယီမဟုတ်တဲ့အခက်အခဲတစ်ခုကကနေဒါရဲ့အလက်စကာရဲ့ကုန်သွယ်ရေးနဲ့စီးပွားရေးအပေါ်ထိန်းချုပ်မှုပါ။ဒီနေရာမှာတကယ့်ဖြစ်စည်းမှုတွေဖြစ်လာနိုင်ပါတယ်။အလက်စကာရဲ့လောင်စာဆီအစားအသောက်နဲ့စားသောက်ကုန်တွေကကနေဒါကနေအများဆုံးဖြတ်သန်းပါတယ်။ဒါကြောင့်ကနေဒါက ကြီးမားလေးလံတဲ့အကောက်ခွန်တွေစတင်ကောက်ခံမယ်။နေဆက်ဖြတ်ကျော်မှုတွေပိတ်ပင်မယ်။ဒါမှမဟုတ်တီချတဲ့ကုံသွေးလမ်းကြောင်းတွေကိုဓာမြင့်မယ်ဆိုရင်ဒါကစိန်နှောင်းရှက်ဖြစ်ုံတည်းမကပါဘူး။စီးပွားရေးကဆိုးကြီးဖြစ်လာနိုင်ပါတယ်။အလက်စကာကအလောင်စာစီကနေစောင်းလို့ရပစ္စည်းတွေအထိဘာမဆိုရှာပါလာပြီးဇိန်းလုံးတွေကမြင့်တက်လာပါပါကနေဒါကဒီနေရာမှာတော်တော်လေးခိုင်မာတဲ့အနေအထားမှာရှိနေပါတယ် ူရဲ့ရထားနဲ့ကုန်တင်လုပ်ငန်းတွေကိုထိန်းချုပ်ထားတာကြောင့်ဖြစ်ပါတယ်။ Alaska ကို Lower 48နဲ့တိုင်းရိုက်ဆက်သွယ်ပေးထားတဲ့ရထားလမ်းမရှိပါဘူး။ဒါကြောင့်ကုန်စည်တွေကကနေဒါရဲ့ရထားလမ်းတွေကနေအမြဲလိုလိုတည်ယူပို့ဆောင်နေရတာပါ။ Vancouver စိတ်ကန်းက Alaska ကိုသွားတဲ့ သို့မဟုတ် Alaska ကနေလာတဲ့ခုံစီတွေရဲ့အဓိကဗဟိုချက်ပါ အစားအသောက်ကနေလောင်စာဆီအထိအားလုံးကကနေဒါရဲ့စိတ်ကန်းတွေနဲ့ပြထားလက်နေကိုဖြတ်ပြီးတော့မှပို့ဆောင်ရတာပါဒါကိုဖယ်ရှားလိုက်မယ်ဆိုရင် Alaska ရဲ့တည်ယူပို့ဆောင်ရေးစနစ်ကလုံးဝဖြိုလည်သွားမှာပါကနေဒါနဲ့ Alaska အကြားနှစ်စဉ်ကုန်သွယ်မှုတန်ဖိုးကဒေါ်လာ2ဘီလီယံကျော်ရှိပါတယ် Alaska ကကနေဒါကိုဒေါ်လာ996တန်းပို့ကုန်တင်ပေးပြီးတော့ ကနေဒါကနေဒေါ်လာ953သန်းတန်ကုန်ပစ္စည်းတွေသွင်းကုန်ဝယ်ရပါတယ်။ဒါကြောင့်ကနေဒါရဲ့စီးပွားရေးလည်းထိခိုက်မှာပါ။ကနေဒါကအမေရိကန်အပေါ်မိခုံမှုကိုရှော့ချဖို့လှုံ့ဆော်နေပေမဲ့ဒီလိုစီးပွားရေးနောက်ဆက်မှုကနာကျင်စီနိုင်ပါတယ်။ ဒါပေမဲ့ Alaska ဘေးဆိုးမှုရဲ့တကယ်ကုန်ကြစရိတ်ကလူတွေမိသားစုတွေနဲ့နေဆက်ဖြတ်ကျော်ကုန်သွယ်မှုပေါ်မိခုံနေရတဲ့ဈေးရွာလေးတွေအပေါ်တက်ရောက်မှာပါ။မကြသေးခင်ကစီးရင်စရာတွေအရာကနေဒါနဲ့ကုန်သွယ်မှုက Alaska မှာအလုတ်အကိုင်1000ကျော်ကိုထောက်ပံ့ပေးထားပါတယ်။ဒါရီကဆံရွက်ပေါ်ကကနန်းနေမဟုတ်ပါဘူး။ဒါရီကမိသားစုတွေပါ သူတို့ရဲ့လစာကစာဝင်နေရေးအတွက်အရေးကြီးပါတယ်။ကုံသွယ်မှုကိုဖေရှားလိုက်မယ်ဆိုရင်သူတို့ရဲ့အသက်မဝမ်းကြောင်းတွေအန်ဒီရဲ့ရှိလာမှာပါ။ဒေသခံကောင်းဆောင်တို့ကပြောသလိုပါပဲ။ဒါမန်လူတွေကကနေဒါကနေဘာမှမရနိုင်ဘူးလို့ကျွန်တော်မြင်ပါတယ်။နိုင်ငံသားတွေပဲဒီကုန်ကျစရိတ်ကိုခံစားရမယ်လို့ထင်ပါတယ်။ဒါရီကိုစဉ်းစားကြည့်ရင်ကနေဒါကအလက်စကာကိုလုံးဝပိတ်ဆို့ဖို့လုံးတယ်မလုံးတယ်ဆိုရဲပြည်သက်ကြီးအမြင်ကိုသိချင်ပါတယ်။ဒီလိုပြင်းထန်တဲ့လုံရက်တွေလုံးဖို့ကနေဒါကိုဘလောက်ဖိအားပေးဖို့လိုမလဲ။ ဲ့။ဒါအပြင်အမေရိကန်ရဲ့တုံ့ပြန်မှုကဘာဖြစ်မလဲ။အတုံးခကြီးအဆိုဖြူချက်နဲ့ပေးဆိုမှုတွေကိုဘလို့တုံ့ပြန်မလဲ။ပရိသတ်ကြီးရဲ့အထွေးမြင်တွေကိုကွန်မန့်လေးထဲမှာပြောပြပေးတော့ပါအောင်။ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။